ငွေကြေးမရှိခြင်းဟာလူတဦးချင်းစီရဲ့ဘဝအခြေအသွေးကိုတိတိတတ်တာထိခိုက်စေနိုင်ပါတယ်။တလောကလုံးရင်ပြဿနာတွေကကိုကောင်းပေါ်ရောက်လာတတ်ပါလေ။ပညာရေးနဲ့အလုပ်ကံအခွင့်အလမ်းဆုံးချုံခြင်းကလေးများကြောင်းကောင်းကောင်းထားဖို့ငွေကြေးမတက်နိုင်တဲ့အတွက်ပညာရေးကန့်သတ်ခံရပြီးအနာဂတ်မှာအလုပ်ကောင်းရဖို့အခွင့်အလမ်းနှေးသွားနိုင်ပါတယ်။လူကြီးများအနေနဲ့လည်းအလုပ်ကံမတည်မငြိမ်ဖြစ်ကဝင်ငွေမရှိဘဲဆင်းရဲမွတ်တေမှုတန်လျာလေနိုင်ပါတယ်။စိတ်ဖြစည်းမှုနဲ့လူမှုရေးပြဿနာများ ငွေကြီးအခက်အခဲဟာစိတ်ပြည်စည်မှုစိုးရိမ်ပူပန်မှုစိတ်ပြတ်ကျမှုတို့ကိုဖြစ်ပေါ်စေနိုင်ပြီးမိသားစုအတွင်းအငင်းပွားမှုများမြင့်တက်လာနိုင်ပါတယ်။တချို့သူများအတွက်ငွေရှာဖို့ရာဇဝဲမှုတွေဥပမာခိုးမှုလက်ပြားမှုဘက်ကိုဥတီသွားစေနိုင်ပါတယ်။လူမှုရေးရာဆင်းရဲမွဲတူများဟာလူမှုအတိုင်းအဝိုင်းတွင်အထူးကြံ့ခြင်းအထင်သေးခံရခြင်းတို့ကိုကြုံတွေ့ရနိုင်ပါတယ်။မိသားစုနဲ့တငယ်ချင်းများကြား ငွေကြေးအကူအညီမရခြင်းကြောင့်ဆက်ဆံရေးပျက်စီးတတ်ပါတယ်။အနာဂတ်တော့အခွင့်အလမ်းဆုံးရှုံးခြင်းငွေကြေးမရှိလျှင်စီးပွားရေးလုပ်ငန်းစတင်ဖို့အိမ်ဝယ်ဖို့ကျန်းမာရေးအာမခံရဖို့အခွင့်အလမ်းများဆုံးရှုံးနိုင်ပါတယ်။ဒါတွေကိုဘယ်လိုခြောင်ရှားသင့်လဲ။ငွေစုခြင်းအသုံးစရိတ်စီမံခန့်ခွဲခြင်းအခြေခံငွေကြေးဗဟုသုတလေ့လာခြင်းအသက်မွေးကြောင်မှုအရင်းမြစ်များတိုးချဲ့ခြင်းအခမဲ့သို့မဟုတ် ဈေးနှုန်းချူတဲ့ပညာရေး၊ကျန်းမာရေးဝန်ဆောင်မှုများကိုအသုံးပြုခြင်းဖြင့်ခြုံချနိုင်ပါတယ်။ငွေကြေးမတည်ငြိမ်မှုဟာဘဝကိုအကြီးအကျယ်ဒုက္ခရောက်စေနိုင်ပေမယ့်စနစ်တကျစီမံခန့်ခွဲရင်အခက်အခဲတွေကိုတပြေးပြေးကျော်လွှားနိုင်မှာပါ။